အဓိကကတော့ကျွန်တော်တို့ KIA လို့ဟိုမဟာမိတ်ကောင်းနေရှိတယ်နောက်တော့ AA လို့မဟာမိတ်ကောင်းနေပေါ့နော်အဲ့ဒါမျိုးတွေရှိပါတယ်မင်္ဂလာပါရှင်အခုတခါ Renew Agency ကတင်ဆက်ပေးမှာကတော့ဗမာလူမျိုးစုကိုကိုစားပြုနိုင်မှုရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းထားပြီးတော့ တိုက်ပွဲတွေကိုလည်းအားကောင်းကောင်းနဲ့ဖော်ဆောင်နေတယ်။မကွေးတိုင်းစလင်းမြုံနဲ့အခြေဆိုင်ဗမာတပ်တော်ဗမာအာမေရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်ထွန်းကိုမေးမြန်းထားတဲ့အင်တာဗျူးပထမပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဗမာတပ်တော်ဗမာအာမေအနေနဲ့စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့ယူရဲချက်တွေနဲ့အဖွဲ့ကိုဘလို့ပုံစံနေနဲ့ဖွဲ့စည်းတည်ထောင်ခဲ့လဲဆိုတာကိုအရင်ဆုံးပြောပြပေးပါဦး။ဗမာအာမေဖြစ်နေကျွန်တော်တို့ကဖွဲ့တာကတော့ဒီ2025တလပိုင်းတရက်နေမှာစာရီကိုဖွဲ့စည်းခဲ့တယ်ပေါ့နော်။ဒီအရင်မှာကျွန်တော်တို့က အဲဒီတော်လိုင်းလှုပ်ရှားမှုတွေဘာတွေလုပ်ခဲ့တယ်လဲပေါ့နော်ဘယ်လိုနာမည်နဲ့လုပ်ခဲ့တယ်လဲဆိုတာကိုကျွန်တော်တို့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မိုးချိုးပျောက်ကြားတက်ဖွဲ့အနေနဲ့ကျွန်တော်ဒီကာလဒီ2021ကိုလာပိုင်းမှာစပြီးဖွဲ့စည်းခဲ့တယ်ပေါ့နော်အဲ့ရနေမှာတစ်ဆင့်တစ်ဆက်တည်းပေါ့နော်ကျွန်တော်တော်လိုင်းလုပ်ငန်းတွေကိုဆင်းဆက်မပြကျွန်တော်လှုပ်ဆောင်ခဲ့တယ်ခြေတန်းလုံးလုံးနဲ့ပဲမိုးချိုးပျောက်ကြားတက်ဖွဲ့အနေနဲ့ကျွန်တော်လှုပ်ရှားခဲ့တယ်ပေါ့အဲ့ဒီနောက်ပိုင်းမှာတော့ BA ဆိုပြီးတော့ကျွန်တော်တို့ဖွဲ့လိုက်ရတဲ့အကြောင်းအရာကျွန်တော်တို့က ဒီဗမာတက်တော်ဖြစ်နေတာဗမာလူမျိုးစုရဲ့ဒီကိုစားကိုကျွန်တော်တို့ကဒီဖွဲ့လိုက်တယ်ပေါ့နော်အဲအဲ့ဒါမျိုးကျွန်တော်တို့ဗမာလူမျိုးစုရဲ့ဒီအဓိကဒီတက်တော်ဖြစ်နေကျွန်တော်တို့ဖွဲ့စည်းမယ်ဆိုပြီးဆိုကျွန်တော်ကဆုံးဖြတ်ချက်ချပြီးကျွန်တော်ဖွဲ့စည်းလိုက်တယ်ပေါ့ကျွန်တော်တို့ကတော့လောလောဆယ်လှုပ်ရှားဖို့ရှိတဲ့ဥစ္စာကတော့ပေါ့နော်ဒီမာလူမျိုးစုအများဆုံးနေထိုင်တဲ့မြေပြန့်ဒေသပေါ့နော်မြေပြန့်ဒေသမှာအဓိကကျွန်တော်တို့ကဈေးလှုပ်ရှားဖို့တွေဟိုဆက်လုပ်ဖို့တွေရှိပါတယ်အခုလက်ရှိချိန်မှာလည်းကျွန်တော်တို့ဗမာလူမျိုးစုတွေ ရေထိုင်တဲ့ဒီမကွေးတိုင်းထဲမှာအဆေးလှုပ်ရှားမှုတွေစပြီးလှုပ်လှုပ်ဆောင်နေပါပြီပေါ့နော်။အနောက်လည်းမကွေးတိုင်းစကန်တိုင်းပေါ့နော်။အဲ့လိုမျိုးတွေအဲလှုပ်ပွေတွေကျွန်တော်ရှိပါတယ်။အခုဆိုရင်ဆလင်းမြို့နယ်ထဲမှာဆိုတိုက်ပွဲတွေဖော်ဆောင်လာနိုင်တာကိုတွေ့ရတယ်။တိုက်ပွဲတွေအခုလိုဗာကြောင်များများဖော်ဆောင်လာနိုင်ခဲ့လေဆိုတာကိုပြောလို့ရသလားပြောပြပေးပါဦး။ပြီးတော့တခြားမဟာမိတ်တွေနဲ့ရောချိတ်ဆက်ဆောင်ရွက်တာတွေရှိနေပါသေးလား။ကျွန်တော်တို့ကတော့ပေါ့နော်ဒီဆလင်းမျိုးနယ်အတွင်းထဲမှာဝင်ရောက်ပြီးမကွေးတိုင်းဆလင်းမျိုးနယ်ထဲမှာဝင်ရောက်ပြီးဆို လှုပ်ဆောင်နေရတော့ဒီဘေးမခွဲစည်းခင်ကလေးကကျွန်တော်တို့ကမိုးချိုးပြားပြားတက်ဖွဲ့အနေနဲ့ကလေးကကိုယ်လည်းကျွန်တော်တို့ကဒီထဲထဲမှာချေရချပြီးဆိုအမြေပြင်မှာရှိတဲ့ဒီ local pdf တင်နေရော mori အောင်မှာရှိတဲ့ဒီတိုင်းတက်ဖွဲ့တွေနေရောအလုံးကကျွန်တော်တို့ကမာမေ့ဖြစ်နေကျွန်တော်တို့သွားပြီးဆိုဟိုစုစုစီပေါ့နော်ဒီပူပေါင်းပြီးဆိုဟိုလှုပ်ဆောင်တာရှိတယ်ပေါ့နော်ဒီ ba ဆိုပြီးဆိုဖွဲ့လိုက်တဲ့နေရာမှာကျွန်တော်တို့ကဒါရီကအကုန်လုံးဖွဲ့စည်းပြီးသားဖြစ်တယ်ဒီဒီမာမေ့ဖြစ်နေဟိုသွားထားပြီးသားလည်းဖြစ်တယ်ပေါ့နော် ဆိုတဲ့အချိန်မှာအဲ့ဒါကြောင့်မို့လို့လဲကျွန်တော်တို့ကမဟာမိတ်ကောင်းနေနေပူပေါင်းပြီးဆိုလောရတာဖြစ်တဲ့အတွက်လဲကျွန်တော်တို့မှာပို့ပြီးဆိုခီးရောက်တယ်ပွဲလဲစိတ်စိတ်ကနိုင်နေပါတော့နော်အဲပို့ပြီးဆိုကျွန်တော်တို့ကဒီ operation လို့ဒီ machine မဟုတ်ခင်းတဲ့ operation လို့အကြီးကြီးတွေပွဲတွေလဲကျွန်တော်လုံနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်အဓိကအချက်ကတော့ကျွန်တော်တို့မှာဒီဟောပေါ့မဟာမိတ်ကောင်းနေရှိတဲ့အတွက်ကိုကျွန်တော်တို့ပို့ပြီးဆို လုံနိုင်တယ်ဟိုဒေတာကန်နေနေကြတော့လဲကျွန်တော်တို့ပူပေါင်းတာတွေအများကြီးရှိတယ် ဒေတာမှာရကြတော့ဘလို့ကြောင့်ပူပေါင်းမှုတွေရှိလဲဆိုတော့ကျွန်တော်တို့ BA တက်ကိုဒေတာကန်အနေနဲ့ဟိုအာကိုအားထားဖြစ်လောက်တဲ့တက်မျိုးပေါ့နော်မိဘအနေတာသမီးတယောက်ကိုအာကိုတဲ့ဟိုအာကိုနီမျိုးပေါ့နော်ကျွန်တော်တို့အဲ့ပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ဖော်ဆောင်ထားတာတွေရှိပါတယ်ကျမရေးဆောင်ဆောင်မှုတွေဟာလာတို့ရဲ့ဒီဟိုစာဝတ်နေရအစားပေါ်ဒီဖွံ့ဖြိုးရေးကိစ္စတွေပေါ့နော် အဲနောက်ပြီးတော့အတိဉဏ်ပညာနဲ့ပတ်သက်တဲ့ဒီအဲဟိုဟာတွေပေါ့နော်ဒီပညာပညာရေးကိစ္စတွေပေါ့နော်အဲ့ဒါတွေကမှဆာကျွန်တော်တို့ကတတ်နိုင်တဲ့ဘက်ကနေပြီးဆိုဟိုပံပိုးထားတာတွေကုညီထားတာတွေရှိပါတယ်အဲဒါကြောင့်မဟုတ်လို့လဲတယောက်နဲ့တယောက်ကတစ်ဖက်နဲ့တစ်ဖက်ကဒီဟိုဟိုပါပေါ့နော်သူ့ကုညီကိုကုညီပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကအခြေပြုပြီးဆိုသွားတာဖြစ်တဲ့အတွက်ဆိုအခုလိုမျိုးလာတူတူလေးနဲ့ခီးရောက်တယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ဒေတာတွင်းကမဟာမိတ်တွေနဲ့အားကောင်းနေတယ်ဆိုတာကတော့မြင်နေရတယ် ဆိုတော့တိုင်းသားလက်နက်ကိုင်တွေကရောဘယ်အဖွဲ့အစည်းတွေနဲ့မဟာမိတ်ကောင်ဖြစ်လှုပ်ဆောင်နေတာမျိုးရှိပါသေးလဲကျွန်တော်တို့ကရတားကနေပြီးဆိုဟိုစစ်သားဖြစ်နေချက်ချင်းအချောင်းဆိုပြီးဆိုတော့မဖြစ်သွားဘူးပေါ့နော်ဆိုတော့အချိန်မှကျတော့ကျွန်တော်တို့ကဒီပြည့်စစ်ပညာသင်ဖို့အတွက်ဆိုတော့ဟိုအရင်ငကိုရဲတော်ရတွေကဒီဘက်မှာဟို EAO တွေကသူကငကိုရဲကဒီစစ်ပုံကြာပြီးသားတွေတချို့ဖွဲ့တွေမှာရှိတယ်ပေါ့နော်အဲ့ EAO တွေမှာမှကျွန်တော်တို့ကစစ်ပညာကိုသွားသင်ရတယ်အဲ့စစ်ပညာသွားသင်ပြီးကံမှကျွန်တော်တို့ကနေပြီးဆိုဒီမှာပြန်ပြီးဆို အဲရဲဘော်တွေကိုပြန်ပြီးဆိုတင်တာလေးပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ကဒီ confederate ကြီးမှာပြန်ပြီးမွေးထုတ်ယူပါဒီစစ်ပုံလည်းကြားရမယ်စီကန်စီစနစ်လည်းရှိရမယ်နောက်ပြီးတော့ကြတော့ဒီပြည်သူကိုလည်းဟိုမိဘတပွဲကျွန်တော်တို့ကဟိုဟွာလုတ်ပေးရမယ်ပေါ့နော်ဒီစောင်းလျှောက်ပေးရမယ်ပေါ့ကာကွယ်ပေးရမယ်ဆိုတဲ့ဥစ္စာတွေကတော့ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ကဒီနှစ်တူတူလေးအတွင်းမှာပဲကျွန်တော်ဒီနေထားမျိုးရောက်အောင်တော့ကျွန်တော်တော်တော်ရုန်းကန်ခဲ့ရတယ်ပေါ့မဟာမိတ်ကတော့အိယာကိုတော်တော်များများနဲ့တော့ရှိပါတယ်အဓိကကတော့ကျွန်တော်တို့ KYA လို့ ဟိုမဟာမိတ်ကောင်းတွေရှိတယ်နောက်တော့အေလိုမဟာမိတ်ကောင်းတွေပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ဟုတ်ကဲ့အဲအဖွဲ့စည်းရဲ့ရည်ရချက်ကဘယ်လောက်ထိသွားမယ်လို့မှန်းထားပါသလဲပြီးတော့အခုဆက်လင်းမျိုးနယ်နဲ့စင်ပြူကျွန်းမျိုးနယ်အတွင်းတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့အဲ့ဒီတိုက်ပွဲတွေကစစ်ကောင်စီကိုရောဘယ်လောက်ထိချင်းချောင်းနိုင်သလဲထိရောက်မှုတွေရှိနေလားဆိုတာကိုရောပြောပြပေးပါအောင်ကျွန်တော်အမည်ပေးထားတာကကျွန်တော်ဗမာအာမေပေါ့နော်ဗမာလူမျိုးစုရှိတဲ့ဒေသတွေပေါ့ အများဆုံးရှိတဲ့ဒေတာတွေပေါ့နော်ဗမာလူမျိုးစုအများဆုံးရှိတဲ့ဒေတာတွေဗမာလူမျိုးစုကိုကိုစားပြုတဲ့တပ်တစ်ခုအနေနဲ့ကျွန်တော်တို့တောင်းမှဖြစ်တဲ့အတွက်ကိုကျွန်တော်တို့စလင်းမျိုးနဲ့တမျိုးနဲ့လဲစင်မျိုးမျိုးတမျိုးနဲ့ကျွန်တော်တို့ဒီအပုံစံမျိုးနဲ့မဟုတ်ပါဘူးကျွန်တော်ဗမာလူမျိုးစုအများစုကိုစားပြုတဲ့ဒေတာတွေအားလုံးကျွန်တော်တို့ကရည်ရွယ်ပြီးဆိုဒီတော်လိုင်းစာပြေလုပ်ခဲ့ရပေါ့နော်ဒါတွေကိုပဲဒီကျွန်တော်တို့ကထပ်ပြီးဆိုဒီနယ်မြေတွေမှာပဲထပ်ပြီးဆိုကျွန်တော်တို့ကဟိုတိုက်ပွဲတွေထောက်ဆောင်သွားဖို့ရှိပါတယ် ကျွန်တော်တို့အခုလတူအတွင်းထဲမှာပေါ့နော် BA ဖြစ်နေကျွန်တော်တို့ဖွဲ့စည်းလိုက်တာဆိုရင်အခုဆိုရင်လီလာကျော်ငငလာထဲမှာရောက်တည်ပြီပေါ့နော်အဲ့ဒီအတွင်းထဲမှာကျွန်တော်တို့လှုပ်ရှားနိုင်ခဲ့တယ်ကျွန်တော်တို့ဒီမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့အဲသူတို့ရဲ့ပါဝင်မှုတွေနဲ့အင်အားကောင်းကောင်းနဲ့ပေါ့နော်ရုန်းကန်နိုင်ခဲ့တယ်လှုပ်ရှားနိုင်ခဲ့တာဖြစ်တဲ့အတွက်ကိုစစ်ကောင်စီကိုတော်တော်လေးဟိုဘာပေါ့နော်ကျွန်တော်တို့ချင်းချောက်နိုင်ခဲ့တဲ့အစီအမျိုးကိုရောက်သွားတယ်ပေါ့နော်ရောက်သွားတယ်ဆိုတော့နောက်လည်းကျွန်တော်တို့ကဒီထက်မကတဲ့ လှုပ်ဆောင်ချက်တွေလုပ်ဖို့လည်းကျွန်တော်တို့ရှိပါတယ်။အဲဒါမဲ့ကာလတစ်ခုတော့ဟိုစောင့်ရတာပေါ့ဗျာ။ဟုတ်ကဲ့။မကွေးတိုင်းထဲမှာဆိုရင်မြို့သိမ်းနိုင်တာမရှိသေးဘူးပေါ့နော်။အဲ့ဒီတော့မြို့သိမ်းနိုင်မှုဘာတွေလိုအပ်နေသေးတာလဲ။ပြီးတော့ဘလို့အခြေအနေတွေရောက်မှမြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်လာနိုင်မယ်လို့ထင်ပါတယ်လဲ။ဒါတော့ကျွန်တော်အမြင်တစ်ခုပေါ့နော်ကျွန်တော် ပြောပြရမယ်ဆိုလို့ရှိရင်တော့မြို့မသိမ်းနိုင်တာကလည်းကျွန်တော်တို့ပြည်မြေနေသားအရာကြတော့လေမြေတန်ဒေတာဖြစ်တဲ့အတခုပေါ့နော်မြေပြန့်ဒေတာတစ်ခုဖြစ်တယ် အဲနောက်ပြီးတော့ကြတော့ဒီလက်နက်ကင်တပ်ဖွဲ့ဝင်တွေအရင်တော့ဆိုလို့ရှိရင် စုစုစီစီမျိုးမရှိခဲ့သေးဘူးပေါ့နော်အာဟိုကိုလက်နက်ကိုစုဆောင်ရတဲ့ကာလကလည်းရှိတယ်ပေါ့နော်ပြည်သူတွေလက်တော်ပန်းအောင်ထိကျွန်တော်တို့ဟိုဝိုင်းဝန်းပြီးစုပန်ပိုးခဲ့ကြတယ်အာထိုက်တဲ့နဲ့ကျွန်တော်တို့ဒီဟိုမျိုးမရသေးဘူးပေါ့မျိုးသိမ်းနိုင်လောက်တဲ့လက်နက်မျိုးတွေမရှိခဲ့သေးဘူးပေါ့တစ်ချိန်ရတော့ပေါ့နော်အခုတစ်ချိန်မှာကြတော့ကျွန်တော်တို့လိုအပ်တဲ့လက်နက်အင်အားလည်းထိုက်တဲ့လောက်တော့ပြည့်စုံနေပြီလေဖြစ်တယ် အပြည့်စုံနေပြီဆိုရင်ဆိုညာတော့လဲခုနလည်းပြောလို့ပေါ့မြို့တိမ့်တဲ့အနေထားမျိုးတွေတော့မြင်လာပါလိမ့်မယ်ပေါ့နော်အဲ့လောက်ပဲဒီကာလမှာတိမ့်မလဲဆိုတာမျိုးတော့ကျွန်တော်ပြောဖို့နည်းနည်းလေးအဲအဆင်မပြေဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အခုဆိုရင်မကွေးတိုင်းတို့စကိုင်းတိုင်းတို့မန္တလေးတိုင်းတို့မှာဆိုရင်အဲ့ဒီနေရာတွေမှာ Federal Unit တို့ဂျာကာလာအစိုးရဆိုတာမျိုးတွေပြင်ဆင်နေကြတာတွေရှိတယ်အဲ့ဒီအပေါ်မှာရောဘလို့မြင်ပါသလဲဒီဂျာကာလာအစိုးရဆိုတာမျိုးကိုဘလို့မြင်လဲဆိုတာလဲသိချင်ပါတယ် ဟုတ်ဟုတ်ကဲ့ factory unit တွေလောက်တယ်ဆိုတာကတော့ကျွန်တော်တို့ရှိပါတယ်ရှိနေတယ်ပေါ့အဲကျွန်တော်လည်းကြားနေရပါတယ်ပေါ့တော်တော်ညာလဲအတို့ရဲ့အခြေခံကဘာလဲပေါ့အဓိကကျွန်တော်တို့ကဒီတော်လိုင်းရေးစပြီးဆိုပေါ်ပေါက်ခဲ့တာဖားကြောင်းလဲပေါ့နော်ဆိုတဲ့အချိန်မှာကျတော့ဟိုပြည်သူကိုကောဒီအခြေပြုရလာပေါ့နော်ပြည်သူကိုဘိုးပြုရလာပေါ့ပြည်သူကိုဘိုးပြုတဲ့အဲဟိုဒီစမူမျိုးပေါ့နော်မူမျိုးဒီဟိုမျိုးဆိုလို့ရှိရင်တော့စနစ်မျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဝယ်ခံပါကျွန်တော်လည်းကြိုးစားပါတယ် တိုးတော်ညာလဲကျွန်တော်တို့ကပြည်ပြည်သူကိုဘုံမပြူဘဲနဲ့ဟိုငါတို့ကတော့လက်နဲ့ကင်တရာငါတို့လှုပ်ချင်တာလှုပ်မယ်ဆိုဒီဥစ္စာကြီးကိုကျွန်တော်တို့မကြိုက်လို့တော်လိုင်းခဲ့တာလေเนาะအဲ့လိုမျိုးပဲဆက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဟာမပြူဘူးပေါ့နော်အစင်သိပ်မပြေဘူးကျွန်တော်တို့မြင်မြင်နဲ့အစိုးရမျိုးဖြစ်လာမှာမဟုတ်သေးဘူးပေါ့နော်မြင်မြင်နဲ့အဖွဲ့အစည်းမျိုးဖြစ်လာမှာမဟုတ်သေးဘူးကျွန်တော်တို့မြင်မြင်တာကတော့ပြည်သူကိုဟိုတကယ်ကိုပဲဟိုကာကွယ်နိုင်ရလားပြည်သူကိုတကယ်ကိုပဲလုံခြုံမှုပေးနိုင်ရလားတကယ်ကိုပဲပြည်သူကိုဟိုအခြေပြုရလားပေါ့နော်ဘိုးပြုရလားပေါ့ အဲအဲ့ဒါကိုပဲအဓိကကြည့်ရမှာဖြစ်ပါတယ်။ဗမာလူမျိုးစုကိုကိုစားပြုသွားနိုင်ဖို့ဗမာတက်တော်ဗမာအာမေကစူးစမ်းလှုပ်ဆောင်နေတယ်ဆိုတော့ဒီစီရင်မဟုတ်တဲ့နိုင်ငံရေးအရာဆိုရင်ရောဘလိုမူတွေချမှတ်ထားပါကလေးရှင်။တကယ်တကယ်ကျွန်တော်တို့နိုင်ငံရေးရွယ်ချက်ကတော့ဗမာလူမျိုးစုကိုကိုစားပြုရဲဆိုတဲ့နေရာမှာလေကျွန်တော်တို့ဒီ A ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရခိုင်ပြည်နယ်ဆိုရင်လည်း A ဆိုတဲ့တပ်ဖွဲ့တွေရှိတယ်။အာသူသူဟိုပါဘောနော်ပြည်နယ်တွင်ထဲမှာသူတို့ ဒီတွန်လိုင်းကိစ္စရေလှုပ်ရှားမယ်တခါထပ်ပြီဆိုတော့နောက်ကနေပြီးခံမှာပဲသူတို့တခါဟိုအေမာလည်းတက်တက်အစိုးရတစ်ခွဲဆိုတာဒီတန်ရှိပါတယ်အဲဒီလိုပဲအလားတူပဲကျွန်တော်တို့ KIA မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ KIO ဆိုပြီးဆိုရတာရက်ဖွဲ့ဒီနိုင်ငံရေးအဖွဲ့အစည်းတွေရှိတယ်ပေါ့နော်အဲကျွန်တော်တို့ဒီဗမာလူမျိုးစုမှာလည်းကျွန်တော်တို့နိုင်ငံရေးအဖွဲ့အစည်းဆိုတာရှိဖို့လူတယ်ပေါ့နော်လူတယ်တော်လိုင်းအင်အားစုတွေလည်းကျွန်တော်တို့ကမြန်မာတော်လိုင်းအင်အားစုတွေပူးပေါင်းပြီးဆိုနောက်ကဒီအစိုးရတစ်တည်းရဲ့တကယ်ကိုပဲဗမာလူမျိုးစုကိုကိုစားပြုတဲ့ အဆက်တည်းရှိဖို့လိုပါတယ်ပေါ့နော်အဲကျွန်တော်တို့အဲ့လိုပဲဟိုမြင်နေကျွန်တော်တို့လည်းဒီနေရာကိုရောက်အောင်ကျွန်တော်တို့တောင်းဖို့ရှိပါတယ်ဟုတ်ကဲ့အင်း